ဩမနေ့ကယူရင်းစံကဖြစ်တော့တာကတော့ဟိုသူတို့ဒီအစုအစုလိုက်ဖက်လိုက်ပေါ့နော်ဒီနိုင်ငံခြားသား99ယောက်အားလုံးပေါ့သူတို့ကနေပြီးတော့ဒီသူတို့ဒီရန်နေသူတို့ဆက်ခွာဖို့အတွက်သူတို့လူရင်းစံကသူတို့နည်းနည်းဆန္ဒပြကြတာပေါ့ဒီနည်းနည်း95မိနစ်မှာအဲအဲ့ဒီခြေနေကိုကိုရိုးရန်ကဒီတောင်ဝင်ရှိတဲ့အရာရှိတယ်ပေါ့သူတို့ကနေပြီးတော့ဟိုငွေနေတဲ့နေရာကိုပြန်သွားဖို့ သူတို့အကောင်းဆုံးဖြစ်အောင်ဟိုပြောခဲ့တယ်ပြောခဲ့ပြီးတော့သူတို့ကနည်းနည်းဟိုတစ်ဖက်တစ်ဖက်ဟိုဥစားနားလည်မှုလွဲပြီးတော့မှရုပ်ရည်ဆန်ကလည်းနည်းနည်းလေးဖြစ်သွားတော့ပါကျွန်တော်တော့ဟိုထိုးတာချိန်တာတော့မရှိပါဘူးဘောရှင်ဘောဆီယယ်ဖန်နဘောအမစီတဲ့တာဝန်ခံကိုကျွန်တော်တို့ကနေပြီးတော့ဒီကနေပြီးတော့ညွှန်ကြားပြီးတော့ဟိုတို့ကိုကျွန်တော်တို့မြန်မာနိုင်ငံနေနေကြရင်မြောက်ဒီမျိုးဂျီယူဂျီပြန်လဲဖို့အတွက်ကို ဒီမြန်မာမြန်မာအမေကြီးစနေရဲ့ရဲဌာနကိုကျွန်တော်တို့ဒီလိုခေါ်လဲ။ဟိုဥသာပေါ့။ဟိုသူတို့ပြည်နယ်ခွင့်တင်ပြီးတော့ကျွန်တော်တို့သူတို့တက်ဆိုင်တန်ယုံတွေကိုပြန်လဲကိုယ်တော်ဦးတက်ကိုကျွန်တော်တို့တရားနားလဲသွားဆင်ပြပြီးမှသူတို့တရားလေးနောက်မယ့်အောင်ဆင်ပြပြီးမှဟိုဒီကြလိတော့ရပါတယ်ခင်ဗျ။ဒီလက်တော်ဒီဒီငားရဲ့အတွင်းမှာတော့ဟိုသမ္မာဘီဒီချီနီမျိုး ဟိုမဟန်ဒီဘုရားကိုလည်းတီချာလေးဟိုဘီးလိုက်ပြီးပြောတာပါလေ No fight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  โอเคဒီဒီပြစ်တင်လဲဒီဟိုသာဖြစ်လို့ပါဟိုဟိုကျွန်တော်ဘက်ကလေဒီမှာဟိုဖန်ဆစ်တာကလည်းဒီဒီပြစ်တင်နေတဲ့ပြီးတော့ချက်ချင်းသူတို့ဒီနေကြနေကြတော့ဆောက်ပါနော်ဒီဖုတ်ပတ်ဆောက်ပါ ဟိုရေကောတက်ကောတိချလာတော့ဗောနအဲအဲ့ဒါနဲ့တောင်စီလူကြီးတွေနဲ့ဒီကျွန်တော်ကျွန်တော်ဒီကတောင်စီတဲ့လူကြီးတွေနဲ့ဖြစ်ဆက်ပြီးတော့ဓာတ်တွေဟိုထိုင်ထိုင်မဲ့ကောင်းလဲမရောက်ရှိဖို့အတွက်ကိုအားစီပြုဖို့အတွက်အဲ့ဒါသူတို့ပဲတောင်းဆိုလာလို့ကျွန်တော်တို့တန်တဲ့နိုင်ငံပူးပေါင်းပြီးတော့ဆောင်ရဆောင်ရပေးပါတယ်ခင်ဗျာ DKBA နဲ့ကြားဖြတ်လုပ်သားတွေရုံးရင်းဆန်ခတ်ဖြစ် ဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKBA တပ်ဖွဲ့ဝင်တွေနဲ့ထိမ့်သိမ်းထားတဲ့ကြားဖြတ်လုပ်သားတွေကြားပြစ်ခတ်မှုဖြစ်ပွားနိုင်တဲ့အခြေအနေအထိ April 3ရက်နေ့မိုးလွယ်ပိုင်းကမြဝတီမြို့နယ်မှာရုံရင်ဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။တရားမဝင်ကြားဖြတ်လုပ်ငန်းတွေကနေနေရရင်ပြန်ပို့ဖို့ထိမ့်သိမ်းထားတဲ့နိုင်ငံသား295ဦးဟာနေရရင်နိုင်ငံတွေကိုအ мян ပြန်ပို့ဖို့ဆန္ဒပြတောင်းဆိုရာကနေဒီကနေ့နေ့လယ်12:15လောက်မှာလုံခြုံရေးယူထားတဲ့ DKVA တပ်ဖွဲ့ဝင်တွေနဲ့ရုံရင်းဆန်ခတ်ဖြစ်ပွားခဲ့တာလို့သိရပါတယ်။ထိမ့်သိမ်းထားသူတွေထဲမှာအများစုဟာအီသီယိုးပီးယားနဲ့တခြားအာဖရိကနိုင်ငံသားအများစုဖြစ်ပြီး DKV အနေနဲ့လည်းပြန်ပို့ဆောင်နိုင်ရေးအတွက်သက်ဆိုင်ရာတန်ယုံတွေနဲ့ချိတ်ဆက်ဆောင်ရွက်နေစေကာလအတွင်းမှာအခုလိုကြုံရတာဖြစ်တယ်လို့သိရပါတယ်။ဒီနိုင်ငံသားတွေဟာတရုတ်ကြားဖြန့်ကိုင်းတွေမှာလောက်ကင်ခဲ့သူတွေဖြစ်ပြီးကြားဖြန့်ရာဇဝတ်ကိုင်းတွေရှင်းလင်းရေးလှုပ်ဆောင်နေတဲ့စီမံကိန်းအတွင်းနဲ့ လက်ကြော်အကြာထိမ့်သိမ့်ခံထားရသူတွေဖြစ်ပါတယ်။ရှိမှလည်းမြဝတီခရိုင်အတွင်းကကြားဖြတ်လုပ်ငန်းတွေကတဆင့်တက်ဆိုင်ရနိုင်ငံတွေကိုနိုင်ငံသား၈000ကျော်ပြန်ပို့ထားပြီလို့သိရပါတယ်။မြန်မာနိုင်ငံဘက်မှာဖြစ်ပွားနေတဲ့ရုံးရင်းဆန်ခက်အခြေအနေတွေကြောင့် ထိုင်းနိုင်ငံဘက်ကလည်းအထူးစစ်စင်ရေးတပ်တွေကိုနေဆက်တလျှောက်မှာလုံခြုံရေးတင်းတင်းကြပ်ကြပ်ချထားပြီးစောင့်ကြည့်ခဲ့ပါတယ်။တရားမဝင်နေဆက်ဖြတ်ကျော်မှုတွေမဖြစ်အောင်လည်းအရှိန်ဟုန်မြင့်ဆောင်ရွက်နေတယ်လို့ထိုင်းဘက်ကထုတ်ပြန်ထားပါတယ်။ကြားဖြတ်လုပ်ငန်းတွေကနေထိမ့်သိမ်းထားတဲ့နိုင်ငံသားတွေကိုနေရရင်ပြန်ပို့ရေးနှောင့်နှေးနေမှုဟာတက်ဆိုင်ရာနိုင်ငံတွေနဲ့တန်ယုံတွေရဲ့တုံ့ပြန်မှုနဲ့သာတက်ဆိုင်ပြီးတကယ်လို့ထိုင်းနိုင်ငံဘက်ကတရားမဝင်ဖြတ်ကျော်ဝင်ရောက်လာမယ်ဆိုရင်တရားစွဲခံရမယ်လို့ထိုင်းဘက်ကပြောပါတယ်။